ဒီကကြီးရေသဘောပေါက်အောင်ဘုန်းကြီးနည်းနည်းထပ်ပြီးသင်္ခင်းလေးပြောမယ်နော်ဘုန်းကြီးကအစဆိုတော့ကဲဒီကကြီးရေဒီမိတ်တွေလာတရားအထုတ်ကြဘုန်းကြီးအပြနေတဲ့တရားတခုမှမမှန်အကုန်လုံးမှားတယ်နိဗ္ဗာန်ကိုလည်းဘယ်တော့မှမရဘူးလို့ဝန်ခံပြီးတော့ပြမယ်ဆိုရင်တရားလာအထုတ်တဲ့ပုဂ္ဂိုလ်ရှိပါမလားမရှိနိုင်ဘူးကမ္မထံပြနေတဲ့ပုဂ္ဂိုလ်ဆိုတာဦးနဲ့အပါဝင်မဲ့ဘယ်ပုဂ္ဂိုလ်ရဲ့လို့မဆိုလိုဘူးနော်မိမိပြနေတဲ့တရားကိုမှန်တယ်လို့တော့ပြောပြီးတော့မပြဘူးလား ရတာပြီပဲနိဗ္ဗာန်ရတယ်လို့ကဝန်ခံပြီးမပြဘူးလားရတာပဲဒါကြဒကာကြီးတွေဒီမိုက်ကြီးပတ်တာသင်္ဆန်းနှိမ့်ချင်တက်တဲ့ဉာဏ်လေးတွေရှိဖို့တော့မလိုဘူးလားလိုအပ်နေတယ်ညကပြောခဲ့တဲ့အတိုင်းပဲပိဿဝဂ္ဂိငါဟုတို့ပြီပေါ့ဘုရားရှင်ကအတိဏကပိဿမအိသတ္တပိဋကစတဲ့တစ်ဆက်တစ်မျိုးသားချက်ပြည်နေတဲ့ဒီခန္ဓာငါးပါးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာကြီးသုံးတန်တင်ပြီးတော့ဝိပဿနာကိုရှိဖို့ညွှန်ကြားတော်မူပါတယ် ထုံညွန်ချက်ဖြင့်အတိုင်းဝိမသနာရှင်ဘသုံးတာတော်မူကြတဲ့အတွက်အနတ္တလက္ခဏသုတ်တံဒေသနာတော်ညီကိုပြီးဆုံးတဲ့အချိန်ခါမှာပိဿဝေကိငါဟုတော့ဘာဖြစ်သွားလဲယဟန္တာဖြစ်သွားတော်မူကြဒီလိုဆိုရင်ဘုရားအတိုင်းရှုလို့ယဟန္တာဖြစ်တယ်လားဘုရားအတိုင်းမရှုဘဲနဲ့ယဟန္တာဖြစ်တယ်လားအဲ့ဒီရှုရမယ်ရှုခွင့်ထဲမှာရူပခန္ဓာတင်းထဲမှာအတိတ်ရူပခန္ဓာလည်းမပါဘူးလားပါတယ်အနာကရူပခန္ဓာလည်းပါတယ်ပြစ္ဆုတ်မှာရူပခန္ဓာလည်းပါတယ် ဣဇ္ဇဒရုပ်ခန္ဓာလည်းပါတယ်ဗိဓာရုပ်ခန္ဓာလည်းပါတယ်။ဘုရားဟောတဲ့ယုတ်ဟုတ်သလားမဟုတ်ဘူးလား။ဟုတ်တယ်။ဘုရားဟောတဲ့ယုတ်ကိုဝိပဿနာရှုပသုံးသနှိမ့်တဲ့အတွက်အရတ္တဘုံကိုရောက်သလားမရောက်ဘူးလား။ရောက်ပါတယ်နော်တတိယ။အဲဒီခန္ဓာ၅ပါးထဲမှာဝိညာဉ်တညာတိကရဝိညာဉ်ဆိုတဲ့ဒီတရားအစုဘုံ၄ခုကိုနန္နတရားလို့ခေါ်ပါတယ်နန္ခန္ဓာ၄ပါးပဲ။အဲဒီနန္တရားတွေဒီခုနကတချို့တချို့ပုဂ္ဂိုလ်များပြောသလို မျက်စိသမီးတရားတွေအဲ့ဒီမှာအကျင့်ကလေးတသိန်းနဲ့ချင်းပြီးပြစ်နေတဲ့နန္ဒရာဥစုပါကလေးတသိန်းနဲ့ခဏခဏကင်ပောက်ခံရတဲ့အတွက်အလွန်မျက်နှာငယ်နေတဲ့နန္ဒရာတွေအဲ့ဒီနန္ဒရာတွေကိုလည်းဒီသစ္စာဝေကြီးငါတို့ကဝိပဿနာရှုတာမရှိဘူးလားရှုကြတယ်အဲ့ဒီနန္ဒရာတွေမှာလည်းအတိတ်နံခန္ဓာလေးပါလည်းမပါဘူးလားပါတယ်အနာဂတ်နံခန္ဓာလေးပါလည်းပါတယ်လားမပါဘူးလားပါတယ်ပြိဿုပ္ပံနံခန္ဓာလေးပါတော့ပါကြပါရဲ့ ဒီတော့ဒီသရဏဂေါမိတွေသည်အတိတ်ခန္ဓာ၅ပါးပိဿုဗံခန္ဓာ၅ပါးအနာဂတ်ခန္ဓာ၅ပါးဣဇ္ဇဒခန္ဓာ၅ပါးပိဋကခန္ဓာ၅ပါးဩလာရိကဒုက္ခမခန္ဓာ၅ပါးဟိနပရိဒခန္ဓာ၅ပါးဒုရတဏိကခန္ဓာ၅ပါးဆိုတဲ့ဒီတစ်ဆက်တည်းမျိုးသောအချက်အပြည့်ဒီနေ့ဒီခန္ဓာ၅ပါးတွေကိုအနိစ္စဒုက္ခအနတ္တလက္ခဏာသုံးတန်တင်ပြီးတော့ဝိပဿနာရှုမှတ်သုံးတာတော်မူတဲ့အတွက်နိဗ္ဗာန်သို့ရောက်သွားကြတယ်ဆိုရင်ထိုလမ်းနေစင်ကြယ်တန်ရှင်းနေတဲ့လမ်းလို့မပြောနိုင်ဘူးနော်ပြောနိုင်တယ် ထိုတရားဒီလာတော်ဟာလည်းစင်ကြယ်တန်ရှင်းနေတဲ့ဓမ္မဒေသတရားဒေသလို့မပြောနိုင်ဘူးကပြောနိုင်တယ်။ဒါပေမဲ့လို့ခဏကပြောပြလို့ပေါ့။ဘုရားဟောတဲ့ယုတ်ကြီးဘုရားသာရှိလို့ရတာပါ။သာဝကရိရဲ့အရာမဟုတ်ပါဘူးသွားမရှိနဲ့ယူသွားလိမ့်မယ်လို့တချို့ကညှို့ချောက်ကြ။ဘုရားဟောတဲ့နတ်တရားဆိုတာကမျက်စိတိမေလျာရမြအဲ့ဒီမှာဂရေတိသိမ့်မကပြင်းပြီးပြက်နေတာဘယ်လိုရှိမလဲဆိုပြီးဂရေတိသိမ့်နဲ့လည်းကင်ပေါက်တယ်။ဘုရားသာသိတာတော်ကလည်းမသိနိုင်ပါဘူးလို့ဒီလိုလည်းပြောပြတယ်။ပြောလိုက်တော့ လင်းသိင်းချင်းရဲ့ကမ္ဘာတသိမ်းမြတ်ဤပါရမီဖြစ်ပြီးတဲ့အချိန်ခါမှာသာဝကတွေမသိနိုင်တဲ့တရားကိုတော့ဘုရားဟောတော်ပါတယ်လို့မပြောတော့တယ်ပြောတယ်လို့ဖြစ်မနေဘူးလားသိနေတယ်လင်းသိင်းချင်းရဲ့ကမ္ဘာတသိမ်းပါရမီဖြစ်ပြီးမှဟောလိုက်တဲ့တရားတွေကရှုမြတ်ဘူးဆိုတော့ဘယ်တရားကရှုရလဲပါတယ်လို့ပြန်မေးလို့ရှိရင်တော့ဘယ်လိုပြောမလဲသူတို့ဟောတဲ့တရားပေါ့တရားပေါ့လေသူတို့ပြတဲ့နိလန္တရှုလို့ရတယ်လို့မပြောတော့လေ ပြောသလိုဖြစ်နေတယ်။ဘုရားဟောတဲ့တရားကိုချုပ်မရဘူး။ဒီလိုဆိုရင်ဘုရားဟောတဲ့တရားတွေချုပ်မရဘူးဆိုရင်လောကမှာတော်ရည်အကျိုးအပြည့်ဘုရားပွင့်ဆုံးပေါ်ပေါက်တော်မူလာခြင်းဖြင့်အကျိုးရှိပါဦးမလား။မရှိတော့။သူတို့ပြောတဲ့အတိုင်းဘုရားဟောတဲ့တရားကဘုရားသာရှိတာကရှိရတာတာဝကရေချုပ်မရဘူးဆိုရင်ခொနည်းကပိဿဝကိငါဟုဆိုယဟန္တာဖြစ်တဲ့သူတော်ကဟုတ်ပါဦးမလား။မဟုတ်တော့ဘာဖြစ်လို့မဟုတ်ဘူး။ဘုရားဟောတဲ့တရားသူတို့ကချုပ်မရဘူးဆိုတဲ့အုပ်စုကို ပြီးတော့သင်္ခါရကိငါ့ဘုရားရှုရတာမရှုရရှုမရဘူးလားရှုရကြတယ်။ရတဲ့အချိန်လည်းနိဗ္ဗာန်ကိုအရတ္တဘုံကိုစိုက်မတော်ဘူးလားစိုက်သွားကြတယ်။ဒါကြောင့်ဒီကရင်ကစဉ်းစားတွေးခေါ်မယ်အချိန်တော့မရောက်ဘူးလား။ရောက်နေပြီ။ဒီဘိုင်းလေးကဘုန်းကြီးပြောနေတာကဘယ်သူ့ကိုမှပုဿတ်လို့တဲ့ညီဝဲချက်ဖြင့်ပြောနေတာလည်းမဟုတ်ပါဘူးနော်။ဘုန်းကြီးတို့ဘက်ကနေဒီလိုအမှန်တရားလေးတွေကိုသင်ပြမပင်းရင်တကယ်ကြီးတွေဒီမကြီးတွေလည်းစဉ်းစားတွေးခေါ်ခွင့်တော်ရရှိမှာရကြမယ်။ဒါကြောင့်သင်ပြတာပါနော်။ဒါကြောင့် ဒုတိယဆရာတောင်းပြန်ပြီးညီကုန်းဖြစ်ကြပြီနော်ကုလသပရမင်္ဂလာနာဣတိကေသောတတ္ထအပရိသုဒ္ဓဓမ္မဒေသနောသမ္မာနောမိသုဒ္ဓဓမ္မဒေသနောမိတိပရိသနာတိပရိသုဒ္ဓမိဓမ္မဒေသနာပရိယောတတ္ထအတ္တံကိလေသာတိသာမောကလနာရှင်သောမောကလကုလသပရနောက်တစ်မျိုးသောကဣဒာဤလောက၌ဣကေသောတတ္ထအချွတ်သောဆရာသမားသည် အပရိဒုဒ္ဓဓမ္မဒေသနာမစင်ပြေသောတရားဒေသနာသင်ချာရှိသည့်တမန်တော်ဖြစ်ပါလျက်မင်္ဂတိပရိဒုဒ္ဓဓမ္မဒေသနာစင်ပြေသောတရားဓမ္မဒေသနာရှိတဲ့ပုဂ္ဂိုလ်သည်အမိဖြစ်ပါ၏ဣတိဤသို့လျှင်ပဋိသနာတိဝခံပေ၏ကိုတရားကိုတော့ကိုကောင်းတယ်လို့ပြောပြီးတရားပြကြတာပဲငါတရားမကောင်းပါဘူးလို့ပြောပြီးတရားပြတဲ့ပုဂ္ဂိုလ်လောကရှိပါ့မလား မရှိခင်ဘူးတော့တကယ်ကြီးတတိတ္တရထားပြီးသင်္ကန်းမဲ့တကယ်လုံးမဲ့မေင္ဃာယုဓမ္မဒေသနာတရားဒေသနာဒီပရိယောတ္တပရိသောတ္တထေဝချင်းစင်ကြဲလျက်ရှိပရိယောတ္တပြုပြုပြအယောင်တလဲလဲတောက်ပါလျက်ရှိအတန္တိလိထာညင်နွမ်းမှုမရှိပေဣတိသဤသို့လည်းပဲပရိသနာတိဝန်ခံပေ၏မစင်ကြဲတဲ့တရားဒေသနာသင်္ကန်းရှိပါလျက် စင်ကြယ်တဲ့တရားတွေရှိပါတယ်လို့ဝန်ခံနေတဲ့ဆရာသမားတွေလည်းလောကမှာရှိပါတယ်။ဒါကဒုတိယဆရာတစ်မျိုး။နောက်တစ်ခုတတိယဆရာတစ်မျိုးမြတ်စွာဘုရားဆက်ဟောတယ်။ဘုနာသဗရမဂလနာဣတိကိသံတန္တအပရိသုဒ္ဓဝေယကရဏောတမနောပရိသုဒ္ဓဝေယကရဏောဟိတိပါသနာတိ။ပရိသုဒ္ဓံမိဝေယကရဏံပရိယောတတအတ္တကိလေဓာတိသ။မင်္ဂလနာရှင်သာမင်္ဂလာပုဏ္ဏသဗ္ဗရနောက်တစ်မျိုးတော့ကဣဒံဤလောကနှင့်ဧကေသောတ္တအချုပ်သောဆရာသမားသည် အမရိတုံတဝေယကရဏောမစင်ကျဲသောပြောကြတဲ့တကားသင်္ချာရှိသည့်သမဏတော်ဖြစ်ပါလျက်ဟံဃာတိပရိတုံတဝေယကရဏောစင်ကျဲတဲ့တကားရှိတဲ့ပုဂ္ဂိုလ်သည်အမိဖြစ်ပါပေ၏ဣတိဤသောပရိသနာတိဟောခာ၏မိင္ငယ်ဤဝေယကရဏပြောကြတဲ့တကားသည်ပြောကြချက်သည်ပရိပရိတုံတံထေဝဉ္စင်ကျဲဤပရိယောဒတပြုပြုပြအယောင်တလဲလဲတောက်ပါ၏ အနံဂိလေထာရကဒေါတမောဟသရေကိလေသာတို့ကြောင့်ညံ့နှောင်းမှုမရှိဣတိသာဤသို့လည်းပဲပရိသနာတိဝန်ခံ၏တချို့စကားလေးတွေကပြောပြပုံဖြစ်စကားပြောပုံတွေကမသိကြဘူးမသိကြဘဲနဲ့သိကြပါတယ်လို့ဝန်ခံနေတဲ့ဆရာလေးလောကမှာရှိပါတယ်ဘယ်လိုမသိကြလဲဆိုတာကတော့နှစ်နည်းရှိပါတယ်နော် တဏိကတော့သူ့ရဲ့စကလုံးကိုအကဲခန့်ကြည့်လိုက်ရင်ရာဂဒေါသမောဟအစရှိတဲ့ကိရိတအငြိအကြီးလေးနဲ့လိမ့်ကြနေတယ်ကိရိတအငြိအကြီးတွေကိုဖြစ်ပေါ်စေနိုင်တဲ့သွန်အားရှိတဲ့စကားမျိုးဖြစ်တယ်ဒါလည်းမသိကြဘူးနောက်တစ်ခုကတော့သူ့ရဲ့စကားဒီရှိစကားနဲ့နောက်တစ်ခါမငြိတဲ့သဘောရှိနေတယ်နော်မငြိတဲ့သဘောလေးတစ်ခုသဘောပေါက်အောင်ခွန်ကြီးခွန်ကအနတ္တလက္ခဏာထုတ်တာလေးပဲပြန်ကိုးကားပြောပါဦး ဒီတော့ဒီအနတ္တလက္ခဏာဒုက္ခံကဘုရားရှင်ဒီအတိတ်နာကပိစ္ဆုပ္ပိသတ္တပိဒါသတိဖြင့်ဒီစက်တမျိုးသောအချက်ဖြင့်ဒီနေ့ဥပါဒနဲ့ခန္ဓာ၅ပါးကိုအနိစ္စဒုက္ခအနတ္တလက္ခဏာဤသုံးတန်တင်ပြီးဝိပဿနာရှုဖို့ဟောတဲ့တရားဒီတော့အတိတ်နာကမရှုကောင်းပါဘူးလို့ပြောနေတဲ့ပုဂ္ဂိုလ်တွေကအဲ့ဒီတရားဒေသနာတော်ကိုဗာပြောလဲဟောဘုရားကဒါဟောရုံဟောစဉ်အရာဟောတော်တာပါတကယ်လက်တွေ့ရှုတော့ဒါမျိုးရှုရမှာမဟုတ်ဘူးဟော ဟောယုဟောစီအရင်ဘုရားကဟောဆိုတယ်တကယ်လက်တွေ့ရှိတော့ဒါဒီဟောမှာရှိမှာမဟုတ်ပါဘူးဆိုပြီးတော့သူတို့ကပြောတယ်ပြောမိတဲ့အခါကျတော့မလုပ်ကြတဲ့ညုံနယ်ရင်ကိုဝိပဿနာရှိမှာဆိုပြီးအဖက်ကပြန်ပြောပြန်ညုံနယ်ကိုလည်းဝိပဿနာရှိမှာလို့ပြောတယ်ဘုရားကလည်းညုံနယ်ကလည်းရှိလို့မရဘူးပြောတယ်အတိတ်ကလည်းရှိတယ်ဆိုတာလည်းဟောယုဟောစီအရင်ဟောတာပါလို့ပြောတယ်ဒီတော့စကားတွေကရှုံ့ထွေးဝင်နေတဲ့သဘောမရှိဘူးလား ရှိနေတယ်။အဲ့ဒီရှိုံနဲ့မဟုတ်သေးဘူး။ပရိသတ်လူဘုရားတဘောတရားကိုမရှိရင်ဒီဗံမြတ်ဘူးဆိုတဲ့စကားတွေကသာသနာတော်မှာနေလာလို့သင်ကြားနေတော့ပရိသတ်လူဘုရားဟောစဉ်တွေကိုလည်းဟောပြန်တယ်။ပရိသတ်လူဘုရားဟောစဉ်ဟောပြီးတဲ့အချိန်ကအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်တယ်၊သင်္ခါရကြောင့်ဝိညာဉ်ဖြစ်တယ်ဒါတွေတော့ဟောလိုက်တာပဲစာရ။ဟောပြီးတဲ့အချိန်ကတကယ်လို့ရှုပါဆိုတဲ့အခါကျတော့ဘယ်လိုရှုလဲ။ဘောရီကိုမပြတ်တဲ့နဲ့တတ်မှတ်နေပါတိလာပါလိမ့်မယ်ဆိုပြီးဒီစကလုံးနဲ့သူကအချိုရည်လေးတိုက်လိုက် ပေါ်တာကမပြတ်တယ်လည်းနဲ့မှတ်တဲ့ပုံကလေးဘုန်းကြီးတို့လည်းဖြစ်ခဲ့မှုပါလေရှုခဲ့မှုပါလေနော်ဒီထက်လည်းရှုခဲ့မှုတဲ့ပုံကလေးရှိကောင်းရှိမယ်ဘုံမရပုံကနေတော့ဟောဖို့အဲဒီလိုပေါ်တာကပေါ်ရပေါ်ရကမပြတ်ရှုမှတ်နေလို့ဒီအဝိဇ္ဇာကြောင့်သင်္ခါရဖြစ်ဖို့သင်္ခါရကြောင့်ဝိညာဉ်ဖြစ်ဖို့တည်တဲ့ပုံကိုမတယောက်ရှိဟမ်စဉ်းစားပါစဉ်းစားပါတဲ့စဉ်းစားမယ်ဒါပြောနေတာကမစင်ကြဲတဲ့ဇာတ်ရည်ရှိပါလေနဲ့ငါပြောတဲ့ဇာတ်ဟာစင်ကြဲပါတယ်လို့ဝန်ခံနေတဲ့ဆရာသမားတွေလောကမှာ ရှိပါတယ်ဒါကိုပြောချင်နော်တကယ်တမ်းကျတော့ဒီစကားတွေဟာရှင်းနေတော့လည်းမညီညွတ်တဲ့အတွက်စင်ကြယ်တဲ့စကားလို့ပြောလို့ရမလားမရဘူးဘုရားဟောတဲ့ယုံနံကရှုလို့မရဘူးဆိုတော့ကဲကောင်းပြီဘုရားဟောတဲ့ယုံနံကိုရှုမရဘူးဆိုရင်ဘယ်မှာများဘေကျန်းကမှာဟောထားတာမျိုးရှိပါလေလို့အမေတော့ကျန်းကတော့မရှိဘူးကျန်းကမရှိဘူးဆိုလို့ရှိရင်ဘာကြောင့်ဒီလိုပြောတယ်လို့သူတို့ကဘုန်းကြီးကတည်းကသိနေကြည့် ဒါကတော့အသီးကြဝါရပဲလေဆရာသမားကြီးကဒီလိုပြောလို့တပည့်တော်တွေဒီလိုပြောတာပဲဘယ်နဲ့တော့မခက်ဘူးလားကျမ်းကအထောက်အထားမရှိတဲ့အခါဖြစ်ပါတယ်နော်ဒီတော့ဘုန်းကြီးပြောနေတာကမဂ္ဂင်ရှိပါးကိုနိဗ္ဗာန်ရောက်ချမ်းကြည့်စီအဖြစ်လက်ခံနှိုင်းရင်မဂ္ဂင်ရှိပါးထဲမှာအစိမ့်ပိုင်းတစ်ခုဖြစ်နေတဲ့သမာဓိတ္တိကိုခုဘုန်းကြီးဥဒေမြပြောနေတယ် ဒုက္ခသစ္စာမြင်ရတဲ့ဥပါဒနဲ့ခန္ဓာ၅ပါးကိုထိုးပရမတ်သစ္စာကိုထိုးရင်းသိရတဲ့ဉာဏ်ဒီသမ္မာဒိဋ္ဌိအဲ့ဒီသမ္မာဒိဋ္ဌိဉာဏ်ဒီနိဗ္ဗာန်ကိုရောက်အောင်ပို့နိုင်လားမပို့နိုင်ဘူးလားပို့နိုင်တယ်တစ်ချက်သမုဒိယသစ္စာမြင်ရတဲ့ကြောင်းကျိုးဆက်နေနေတဲ့ပဋိစ္စသမုပ္ပါသဘောတရားတွေကိုထိုးရင်းသိတဲ့ဉာဏ်ဒီသမ္မာဒိဋ္ဌိအဲ့ဒီသမ္မာဒိဋ္ဌိကလည်းနိဗ္ဗာန်ကိုရောက်အောင်ပို့နိုင်လားမပို့နိုင်ဘူးလားပို့နိုင်တယ်နောက်တစ်ခုဒီဒုက္ခသစ္စာသမုဒိယသစ္စာအမြင်ရနေတဲ့ အကြောင်းတရားအကျိုးတရားလို့ခေါ်ဆိုအပ်တဲ့ခန္ဓာငါးပါးယုတ်တရားနဲ့တရားတို့ရဲ့အနိစ္စအကျက်ဒုက္ခအကျက်နတ္တအကျက်ကိုထိုးထွင်းသိကံကုံလံကုံအောင်သိတဲ့ဝိပဿနာဉာဏ်ဆုံးသည့်တိုင်အောင်သိတဲ့ဝိပဿနာဉာဏ်တို့ရဲ့အဆုံးမှာမဉ္ဇဏ်ပေါ်လာတယ်ထိုမဉ္ဇဏ်ကနိဗ္ဗာန်ကိုလှမ်းအာရုံယူတယ်ထိုနိဗ္ဗာန်သည်ညရောဓသစ္စာဖြစ်ထိုညရောဓသစ္စာကိုထိုးထွင်းသိတဲ့ဉာဏ်သည်သမ္မာတိဋ္ဌိထိုညရောဓသစ္စာကိုထိုးထွင်းသိတဲ့ဉာဏ်ကသမ္မာတိဋ္ဌိဖြစ်တယ်လို့ ထိုဏိရတသစ္စာအမြင်ရတဲ့နိဗ္ဗာန်ကလည်းနိဗ္ဗာန်ကိုထိုးထွင်းသိတဲ့ဉာဏ်ဟာလည်းသမ္မာဒိဋ္ဌိနိရတသစ္စာနိဗ္ဗာန်ကိုထိုးထွင်းသိနေတဲ့ဉာဏ်ဥဇောင်းနေတဲ့မဂ္ဂင်ရှင်ဘကိုပြန်ပြီးထိုးထွင်းသိတဲ့ဉာဏ်ကလည်းသမ္မာဒိဋ္ဌိပေါင်းလိုက်တော့သမ္မာဒိဋ္ဌိဘယ်နှမျိုးလဲ၄မျိုးဒုက္ခသစ္စာသိတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိသမုဒိယသစ္စာကိုသိတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိနိရောဓသစ္စာနိဗ္ဗာန်ကိုထိုးထွင်းသိတဲ့ဉာဏ်သည်သမ္မာဒိဋ္ဌိ နိဗ္ဗာန်ရောက်ကြခြင်းစဉ်ခေါ်တဲ့မဂ်ကိရှင်ဘာကိုတပံပြန်ပြီးထိုးထွင်းသိတဲ့ဉာဏ်ဒီသမ္မာဒိဋ္ဌိသမ္မာဒိဋ္ဌိဘယ်နှမျိုးလဲ၄မျိုးဒါကဘုရားရှင်ကိုယ်တော်တိုင်မဟာသတိပ္ပဏသုတ်ကံခေါ်တဲ့သတိပ္ပဏခြင်းစဉ်ဒီမှာအတိတ်ကကျင်းနေထားတဲ့သကလုံးဖြစ်ပါလားအဲ့ဒီ၄မျိုးသောသမ္မာဒိဋ္ဌိဒီမဂ်ကိရှင်ဘာထဲမှာအသိပိုင်းတစ်ခုဖြစ်တယ်ဘာကသမ္မာသင်္ကပ္ပလဲလို့မြေတော့သမ္မာဒိဋ္ဌိအမြင်ရနေတဲ့နော်ဉာဏ်၄မျိုးရှိတဲ့အဲ့ ဒုက္ခသစ္စာခေါ်တဲ့ဥပါဒနဲ့ခန္ဓာငါးပါးကိုထိုးထွင်းသိတာကသမ္မာဒိဋ္ဌိထိုဒုက္ခသစ္စာအယုံပေါ်သို့ဘာဝနာစိတ်ကိုရှေ့ရှုတင်ပြတဲ့သဘောကသမ္မာသင်္ကပ္ပဒုက္ခသစ္စာကိုထိုးထွင်းသိတဲ့ဉာဏ်ကသမုဒိယသစ္စာကိုထိုးထွင်းသိတဲ့ဉာဏ်ကသမ္မာဒိဋ္ဌိသမုဒိယသစ္စာအယုံပေါ်သို့စိတ်ကိုရှေ့ရှုတင်ပြတဲ့သဘောကသမ္မာသင်္ကပ္ပ နိရောဓသစ္စာနိဗ္ဗာန်ကိုထိုးရည်သိတဲ့ဉာဏ်ကမမတိတ်တိနိရောဓသစ္စာနိဗ္ဗာန်အာယုံကုန်သို့စိတ်ကိုရှင်းရှုတင်ပြနေတဲ့သဘောကသမ္မာသင်္ကပ္ပမေဃနိစ္စခေါ်တဲ့နိဗ္ဗာန်ကိုအာယုံယူနေတဲ့အရိယာမဂ်ဉာဏ်နဲ့ရှင်းပြနေတဲ့မဂ်ဉာဏ်တရားကိုရှင်းပါကိုထိုးရည်သိတဲ့ဉာဏ်ကသမ္မာတိတ်တိထိုမဂ်ဉာဏ်ရှင်းပါဆိုတဲ့အာယုံကုန်သို့စိတ်ကိုရှင်းရှုတင်ပြတဲ့သဘောလေးကသမ္မာသင်္ကပ္ပ သမ္မာဒိဋ္ဌိသမ္မာသင်္ကပ္ပနှစ်ခုတွဲမနေဘူးလားတွဲဒီတော့ဒီဒုက္ခသစ္စာကိုဟိုတိုင်းမှန်စွာတည်ရင်သမုဒိယသစ္စာကိုဟိုတိုင်းမှန်စွာတည်ရင်និရောဓသစ္စာကိုဟိုတိုင်းမှန်စွာတည်ရင်မဂ္ဂသစ္စာကိုဟိုတိုင်းမှန်စွာတည်ရင်အဲ့တော့ပါလို့တည်းသမာဓိဘိက္ခဝေပံဝေထသမာဟိတောဘိက္ခဝေဘိက္ခုယတ္ထဗုဒ္ဓံပသနာတိဘိက္ခဝေစိတ္တယံတောသမာဓိသမာဓိကိုပံဝေထပေါ်များကြကုန်လော့ တမဟိတောတမတိရှိတဲ့ပုဂ္ဂိုလ်သည်ယထာဘုဒ္ဓမဖုံးမပြဟောတိုင်းမှန်စွာပဒနာတိပုဂ္ဂိုလ်ပြပြတိခေတ္တယံတို့တမတိကိုထူထောင်ကြတမတိရှိနေတဲ့ယဟန်တော်သည်မဖုံးမပြဟောတိုင်းမှန်စွာကုသပြပြတိပါတယ်ဒီလိုဘုရားကဝန်ခံထားတယ်ကိဉ္စယထာဘုဒ္ဓပဒနာတိဘာတွေကိုဟောတိုင်းမှန်စွာသိတယ်လေဣဒံဒုက္ခတိယထာဘုဒ္ဓပဒနာတိအယံဒုက္ခသမုဒယောတိယထာဘုဒ္ဓပဒနာတိ အယံဒုက္ခនិရောဓောတိယထဘုဒ္ဓံပသနာတိအယံဒုက္ခនិရောဓဂ ामि တိပရိပဒတိယထဘုဒ္ဓံပသနာတိဤကဒုက္ခသစ္စာလို့ဟုတ်တိုင်းမှန်စွာသိတယ်။ဤကသမုဒိယသစ္စာလို့ဟုတ်တိုင်းမှန်စွာသိတယ်။ဤကនិရောဓသစ္စာနိဗ္ဗာန်တရားတော်မြတ်လို့ဟုတ်တိုင်းမှန်စွာသိတယ်။ဤကဒုက္ခဒုက္ခနိဗ္ဗာန်တို့ရောက်ကြောင်းကျင့်စဉ်မဂ္ဂသစ္စာတရားလို့ဟုတ်တိုင်းမှန်စွာသိတယ်။အဲဒီလိုဟုတ်တိုင်းမှန်စွာသိရတဲ့အတွက်ဘာလို့အပ်တယ်လဲ။သမာဓိကို ထူထောင်ပါဒါကစင်ကြင်တဲ့တရားဒေသနာတော်လို့မပြောနိုင်ဘူးလားပြောနိုင်တယ်။တန်ရှင်းနေတဲ့တရားစကားလို့လည်းမပြောနိုင်ဘူးလားပြောနိုင်တယ်။စင်ကြင်တန်ရှင်းနေတဲ့ဓမ္မဒေသနာလည်းဟုတ်တယ်။စင်ကြင်တန်ရှင်းနေတဲ့တရားစကားလည်းဟုတ်တယ်။အဲဒါပေမဲ့လို့ပုဂ္ဂိုလ်တို့ကမဖြစ်လာလေ။သမာဓိထူထောင်ဖို့မလိုဘူး။ သမထသည်သာသနာတွင်တရားမဟုတ်သာသနာ့ဘတ်တရားပဲဝိပဿနာသာသည်သာသနာတွင်တရားဖြစ်တယ်လို့ပြုလို့တင်ပြဘာကဝိပဿနာခေါ်လဲလို့သူတို့မေးလိုက်တဲ့အခါဘောရကမပြတ်ရှုမှတ်နေခြင်းဒီဝိပဿနာပဲလို့ဒီလိုသူကအဖြစ်ပြင်းဒါပြင်းနဲ့ဘုန်းကြီးတို့ဘုရားဟောဒေသနာတော်မှာကတော့ဘယ်လိုလာလဲအနိစ္စဒီဝန္တိနဝိပိတေဟိအာဃာရေဟိဓမ္မေပတ္တိတိဝိပဿနာ အနိစ္စဓိဝတိနအနိစ္စဒုက္ခအနတ္တသာသောအခြင်းအထုထုသောအခြင်းရာတို့ဖြင့်ဓမ္မီဒုက္ခသစ္စာသမုဒိယသစ္စာအမိရတဲ့ညုတ်တရားနံတရားအကြောင်းတရားအကျိုးတရားဟုခေါ်ဆိုအပ်တဲ့ပရမတ္တသစ္စာတရားတို့ကိုပတ္တိသိအောင်မြင်အောင်ရှုတတ်၏တသမာထို့ကြောင့်ဝိပဿနာဝိပဿနာမိ၏ဘာကဝိပဿနာခေါ်လဲ ဒုက္ခသစ္စာအမြင်ရနေတဲ့ဥပါဒဏ်နဲ့ခန္ဓာ၅ပါးပရမတ္ထသစ္စာတရားသမုဒိယသစ္စာအမြင်ရနေတဲ့ကြောင်းကျွတ်စက်နေနေတဲ့ပြိဿသမုပ္ပသဘောတရားအဲ့ဒီတရားတွေကိုသင်္ခါရတရားလို့ခေါ်တယ်။ညီဒုက္ခသစ္စာသမုဒိယသစ္စာတရား၅ပါးကိုဘာလို့ခေါ်လဲ။သင်္ခါရတရား။ဆင်ရအကြောင်းတရားတွေကပြုပြင်ပေးမှဖြစ်ပေါ်လာနိုင်တဲ့တရားတွေဖြစ်ခြင်းကြောင့်သူတို့ကိုသင်္ခါရတရားလို့ခေါ်တယ်။အဲ့ဒီသင်္ခါရတရားတွေကို ်ဖြစ်ပြီးပြည့်တဲ့သဘောကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအနိစ္စလို့ရှုတယ်။ဖြစ်ခြင်းဖြစ်ခြင်းဖြစ်အနိစ္စခံရတဲ့သဘောတွေကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးဒုက္ခလို့ရှုတယ်။မပြည့်စည်ပဲအကျင့်ကဲအခိုင်မာနိတ္တရာအဖြစ်ဒီနေ့အတ္တမဟုတ်တဲ့သဘောတရားကိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးအနတ္တလို့ရှု။ဒီသင်္ခါရတရားတွေကိုခုလိုဉာဏ်နဲ့မြင်အောင်ကြည့်ပြီးတော့မှအနိစ္စဒုက္ခအနတ္တလို့ဒီလိုလက္ခဏာရေးသုံးတန်တင်ပြီးရှုနေတဲ့ဝိပဿနာဉာဏ်ကိုသာလင်ပါလို့ခေါ်လဲ။ ဝိပဒနာလို့ခေါ်ပါတယ်။ဘောရကုမှတ်နေတာကိုဝိပဒနာခေါ်သလားမခေါ်ဘူး။ဒီတော့မစင်ကျင်သောစကားထင်ရှားရှိပါသေးနဲ့စင်ကျင်သောစကားရှိတယ်လို့ဝန်ခံနေတဲ့ဆရာသမားတွေလောကမှာရှိပါတယ်နော်။ဒါကတော့ဘုန်းကြီးတို့သာသနာတော်ဝိပက္ခပြောတာပါ။သာသနာဘက်ကကြည့်ရင်တော့အရှင်ဒီဝဒ်ပြန်ကြတယ်နော်။အရှင်ဒီဝဒ်ကသူက ခေါ်လိုက်တဲ့တရားတွေကလည်းမစင်ကြပါဘူးပြောလိုက်တဲ့စကားတွေကလည်းစင်ကြတန်ရှင်းမှုမရှိဘူးဒါပေမဲ့လည်းသူကတော့သူ့တရားကိုစင်ကြတဲ့တရားလို့သူဝန်ခံတယ်သူပြောတဲ့စကားကိုလည်းစင်ကြတဲ့စကားဖြစ်ပါတယ်လို့သူကဝန်မခံဘူးလားဝန်ခံနေတယ်နော်နောက်တစ်ခုနံပါတ်၄ဖြစ်နော်ဘုနသဗြဟ္မောကလနာဣတေကိသောတထအပိတုဒ္ဒညာနာတသနောတမနော ပရိသုဒ္ဓဉာဏ်တတနောဖြစ်တဲ့ပရိသနာတိနံပါတ်9နဲ့တွေ့ပါတယ်ခွင်းကြောင်းနံပါတ်2မိသွားပြီနော်ပြီးတော့မှထပ်ပြောမယ်ကဲထားလိုက်တော့မောဂလနဲ့ရှင်သာမောဂလနဲ့ပုဏ္ဏသပရဏောတမျိုးတော်ကဣဒ္ဓဤလောက၌ဧကေသောအတ္တအချုပ်သောဆရာသမားသည်အပရိသုဒ္ဓဉာဏ်တတနောမစင်ကျဲသောဉာဏ်အမြင်ထင်ရှားရှိသည့်သမဏောဖြစ်ပါလျက်ဟံဃာတိပရိသုဒ္ဓဉာဏတတနာစင်ကြောဉာဏ်မြင့်ရှိသည့်အာမိဖြစ်ပါပေ၏ ဣတိဣသောလျင်ပရိဇာနာတိဝန်ခံဤမေင္ကဤညာတတနာညာအမြင့်တိကပရိသုတ်တထေဝခြင်းမှသင်္ကြဤပရိယောတတံပြုပြုပြအယောင်တလက်ထက်တော့ပါလျက်ရှိဤအတံကိလေသာညှင်းနှွမ်းမှုမရှိပေဣတိဇာဤသို့လည်းပဲပရိဇာနာတိဝန်ခံဤခေတ္တမောကလံဒီလောကမှာတချို့တချို့သောတရားသမားတွေဟာမစင်ကြဲသောညာအမြင့်ရှိပါလျက်စင်ကြဲသောညာအမြင့်ရှိတယ်လို့ဒီလိုဝန်ခံကြတယ် ငါရဲ့ဉာဏ်အမြင်ပြီးသင်ကြတယ်ပြိုးပြိုးမြတ်အယောင်တလက်နဲ့တောက်ပနေတဲ့ဆွမ်းအားဒီကိုဖြစ်စေနိုင်တယ်ရာဂဒေါသမောဟစတဲ့ကိလေသာအငြိအကျေးတွေကြောင့်ဉာဏ်နှမ်းမှုမရှိပါဘူးလို့ဒီလိုဝန်ခံနေတဲ့ဆရာသမားတွေလည်းရှိပါတယ်မစင်ကြသောဉာဏ်အမြင်ဆိုတာကတခါကြီးတွေနည်းနည်းစဉ်းစားကြည့်နော်စင်ကြသောဉာဏ်အမြင်ကိုသိရင်မစင်ကြသောဉာဏ်အမြင်ကိုသိနိုင်တယ် ဘုရားဟောနေတဲ့ခုနကအတိတ်ကပိစုပန်သတိပြည့်တစ္ဆေတမျိုးသောအကျင့်ပြည့်ဤတဲ့ဥပါဒနဲ့ခန္ဓာငါးပါးကိုထိုးထွင်းသိခဲ့ရင်ဒါကသင်္ကြန်သောဉာဏ်အမြင်လို့ခေါ်တယ်။သမုဒိယတိစ္ဆေတရားကိုထိုးထွင်းသိခဲ့ရင်လည်းသင်္ကြန်တဲ့ဉာဏ်အမြင်လို့ခေါ်တယ်။និရောဓတိစ္ဆေတရားမေက္ခတိစ္ဆေတရားတွေကိုထိုးထွင်းသိခဲ့ရင်လည်းသင်္ကြန်သောဉာဏ်အမြင်လို့ခေါ်ပါတယ်။ဒုက္ခတိစ္ဆေကိုလည်းသူ့ရဲ့လုံငန်းခွင့်ကထိုးထွင်းမသိနိုင်ဘူး။သမုဒိယတိစ္ဆေကိုလည်းထိုးထွင်းမသိနိုင်ဘူး။និရောဓတိစ္ဆေကိုလည်းထိုးထွင်းမသိနိုင်ဘူး။ မကတစ္ဆာကိုလည်းတို့တို့မသိနိုင်ဘူးဆိုရင်ဒီဉာဏ်အမြင်ကိုတော့သိကျဲတဲ့ဉာဏ်အမြင်လို့ခေါ်နိုင်မှာမလားမခေါ်နိုင်ဘူးဒါပေမဲ့လို့ဒီသစ္စာလေးပါးကိုတို့တို့မသိပေမဲ့လို့သိကျဲသောဉာဏ်အမြင်ရှိပါတယ်လို့သိကျဲသောဉာဏ်အမြင်မရှိဘဲနဲ့လည်းဝန်ခံနေတဲ့ပုဂ္ဂိုလ်လောကမှာရှိပါတယ်ဒါဘုရားရှင်ကဟောတာနော်ပေါင်းလိုက်တော့ဘုရားဘယ်နှမျိုးလဲ၅မျိုးနော်နံပါတ်၁က စင်ကြယ်သောဒီလမရှိဘဲနဲ့စင်ကြယ်သောဒီလရှိတယ်လို့ဝန်ခံတဲ့ဆရာကတမျိုးနံပါတ်၄ကစင်ကြယ်သောအတ္တမွေးမှု မရှိပါဘဲနဲ့စင်ကြယ်သောအတ္တမွေးမှုရှိပါတယ်လို့ဝန်ခံတဲ့ဆရာကတမျိုးနံပါတ်၃ကစင်ကြယ်သောတရားဓမ္မဒေသနာမရှိပါဘဲနဲ့စင်ကြယ်သောတရားဓမ္မဒေသနာရှိပါတယ်လို့ဝန်ခံတဲ့ဆရာကတမျိုးနံပါတ်၄ကစင်ကြယ်သောစကားမရှိပါဘဲနဲ့စင်ကြယ်သောစကားရှိပါတယ်လို့ဝန်ခံနေတဲ့ဆရာကတမျိုး နံပါတ်5ကစင်ကြယ်တော့ညံအမြင်မရှိပါပဲဖြင့်စင်ကြယ်တော့ညံအမြင်ရှိပါတယ်လို့ဝန်ခံနေတဲ့ဆရာကတမျိုးဖုံးလိုက်တော့ဆရာဘယ်နှမျိုးရှိလဲ၅မျိုးရှိအဲ့ဒီဆရာ၅မျိုးဟုတ်ကောခင်းကပ်နေတဲ့တချို့တချို့ဒီဘက်ကြီးကငါ့ဆရာမှာစင်ကြယ်တော့တိရလည်းမရှိဘူးစင်ကြယ်တော့အတ္တမီဝါကြောင့်လည်းမရှိဘူးစင်ကြယ်တော့တရားဓမ္မဒေနာလည်းမရှိဘူးစင်ကြယ်တော့ ဇကားလည်းမရှိဘူးသင်ကျင်တော့ညာအမြင်လည်းမရှိဘူးဆိုတာဒီလိုသိကြတယ်။သိပြီနဲ့။ငါကတော့အကင်းရဲ့။တရားဓမ္မဒီဘုပဲဖြစ်စေသို့မဟုတ်ဆရာဓမ္မကိုပဲဖြစ်စေ။အာဒီပုဂ္ဂိုလ်ဒီသင်ကျင်တော့ဒီလည်းလည်းမရှိဘူးသင်ကျင်တော့အတမိဝါကြောင့်လည်းမရှိဘူးသင်ကျင်တော့သင်ကျင်တော့တရားဒေသနာလည်းဓမ္မဒေသနာလည်းမရှိဘူးသင်ကျင်တော့ စကားလည်းမရှိပါဘူးစင်ကြဲတော့ဉာဏ်အမြင်လည်းမရှိပါဘူးလို့ပြောလိုက်မယ်ဆိုရင်ဒီဆရာသမားကငါ့အပေါ်မှာကြိုက်ပါတော့မဟုတ်ဘူးနောက်တစ်ခုဒီဆရာသမားကိုအမှုပြုပြီးတော့ငါကလည်းဆွမ်းတန်ကကြောင်းစီပစ္စည်းလေးပါကိုသုံးစံရတာဖြစ်တယ်ငဲ့ွက်မှုလည်းမရှိဘူးလားရှိတယ်ဒါကြောင့်ဒီတိုင်းနဲ့ဒီကံရှိပါစေငါကဘာမှမပြောတာကောင်းတယ်ဆိုပြီးဘာမှမပြောဘဲနေတယ် အဲ့ဒီလိုဘာမှမပြောတာကိုဆရာသမားဘက်ကလည်းညွှန်လင့်ဆရာသမားဘက်ကလည်းညွှန်လင့်ပြီးတော့ဆရာတပည့်ရဲ့ธรรมမိမိဆရာရဲ့အပြစ်ကိုမပြောပြခြင်းကိုညွှန်လင့်တောင်းတပြီးနေတဲ့ဆရာမျိုးနဲ့လောကမှာရှိပါတယ်လို့ဒီလိုဘုရားကဟောတယ်အထူးသဖြင့်အရှင်ဒီဝရကတော့ကြီးဝဲပါတယ်နော်